ဂျပန်မျိုးသားနှစ်ယောက်ဟာမပောက်ကွဲသေးတဲ့နျူကလ িয়ার ဘုံးတလုံးကိုဒုတ်တင်နဲ့ဝိုင်းရိုက်နေကြပေမဲ့ဒီဘုံးကိုပောက်ကွဲစေမယ့်ရန်နီးယားကစတင်အလုပ်လုပ်နေပြီဆိုတာကိုတော့သူတို့လုံးဝမသိခဲ့ကြပါဘူး။ဒါဒီမကတည်းပဲသူတို့ဟာဒီဘုံးကြီးကိုလူစီကားတဲ့နေရာစီတည်သွားပြီးကြောဝါပြတ်နေကြပါသေးတယ်။တမျိုးလုံးကိုပြကြသွားစေနိုင်တဲ့ဒီဘုံရဲ့အဖြတ်စွားကိုနားမလည်ကြတဲ့ပြင်ရွာသားတယောက်ကဒီဘုံကိုမြို့မှာရောင်းပြီးအစားအသောက်နဲ့လဲလှယ်ဖို့အကြံပေးလိုက်တာကြောင့်ဦးကြောင်ကြောင်ရွာသားတစ်တိုက်ဟာဘုံကြီးကိုတန်ဆောင်ပြီးမြို့ပေါ်တက်လာကြပါတော့တယ် လမ်းကြီးမှာဘုံကြီးအပူလွန်ကဲသွားမှဆိုတဲ့အတွက်ရေခဏခဏလောင်းမိခဲ့ကြပါမယ်။ဒါဟာဘုံပေါက်ကွဲမဲ့အချိန်ကိုပိုပြီးညှဉ်းဆဲလာစေမှသူတို့မသိခဲ့ကြပါဘူး။ငါရဲ့အနေငယ်ကြပြီးတဲ့နောက်မှာတော့သူတို့ဟာမျိုးလေကောင်ကိုရောက်ရှိသွားခဲ့ကြပါတယ်။မျိုးတော်ဝင်ကတော့ဒီဘုံကြီးကိုမြင်လိုက်တာနဲ့တပြိုင်နက်ပဲထိတ်လန့်တုံ့လောက်သွားခဲ့ပါတယ်။ဘုံကအနေကင်းပါတယ်ဆိုတာကိုသက်သေပြတဲ့အနေနဲ့ရွာသားတွေကဘုံကြီးကိုတုပ်တွေနဲ့ခတ်ပြီးရိုက်ပြနေတာကိုမြင်တော့မြို့တော်ဝင်ကပိုပြီးပြာခတ်သွားကဒီဘုံနဲ့ဝေးရကိုချက်ချင်းရွှေ့ပြောင်းမှုအမိန့်ပေးလိုက်ပါတော့တယ် ရွာသားတွေလည်းမကြင်မနှက်နဲ့ပဲအမိန့်ကိုနားခံပြီးဘုံကြီးကိုပင်လယ်ကန်ဆက်စီတက်ဆောင်သွားခဲ့ကြပါတယ်။လူအုပ်ကြီးရဲ့ရှစ်မောက်မှာတဲ့အမျိုးသားနှစ်ယောက်ဟာဘုံကြီးကိုပင်လယ်ထဲပြချလိုက်တော့မှမျိုးတော်ဝင်လည်းတက်ပြင်းချနိုင်မှာတော့တယ်။ရွာသားတွေကတော့ဒီကိစ္စအတွက်အတော်လေးကိုဒေါသထွက်နေကြပါတယ်။တကယ်ဆိုရင်ဒီဘုံကိုအစားအသောက်တွေအများကြီးနဲ့လဲလှယ်နိုင်ခဲ့မှာဖြစ်ပေမယ့်အားလုံးဆုံးရှုံးသွားခဲ့ပါပြီ။သူတို့ပြန်လက်ထွက်သွားကြတဲ့အချိန်မှာပဲဘုံကြီးဟာပင်လယ်ထဲမှာပြင်းထန်စွာပောက်ကွဲသွားပါတော့တယ်။ပောက်ကွဲမှုရဲ့အရှိန်ကြောင့်ရှိနေတဲ့သူတွေအားလုံးမြင်သက်နေကြမှာပဲ။ရွာသားတွေဟာပင်လယ်ကမ်းဆက်စီအလူရက်ပြေးသွားကြပါတယ်။ ပောက်ကွဲမှုကြောင့်တန်းချင်းရပေါင်းများစွာသောငါးရီပေါ်လာခဲ့ပြီးကြွာသားတွေအတွက်တော့နောက်နောက်ဘယ်တော့မှငတ်မှုစရာမလိုတော့မဲ့အခြေအနေကိုဖန်တီးပေးလိုက်သလိုဖြစ်သွားပါတော့တယ်